ိသတ်များတော့နောက်ထပ်စိတ်ဝင်စားစရာပွဲခန္ဓာတစ်ခုကိုဒါတင်ဆက်ပေးရမယ်ဆိုလို့ရှိရင်တော့ဒီတစ်ခါမှာဆိုလို့ရှိရင် တွေးဆုံမြင်ရမှုလေးတစ်ခုပဲဖြစ်ပါတယ်။တရုတ်ဆောင်ခင်ဝင်းဝါနဲ့ကျွန်တော်တို့တွေးဆုံမြင်ရထားပါတယ်။ဘာကြောင့်လဲပတ်သက်လဲဆိုလို့ရှိရင်အခုတကြံလည်းရောက်တော့မှာဆိုတော့သူ့အနေနဲ့တကြံပေါ်ဘယ်လိုမျိုး feeling ရှိလဲနောက်ပြီးတော့တကြံပြတိုက်ဒီရုပ်ရှင်ဇာတ်ကားကြီးမှာဒီ ပါဝင်ထားတဲ့အတွက်ရရှိလာမယ်ပြိသက်တွေရဲ့တုံ့ပြန်မှုကိုသူဘယ်လိုမျိုးဒါမျှော်လင့်နေသလဲနောက်ပြီးတော့ကြံပြားတိုက်ဒီရိုက်ကူးနေခြင်းဒီရုပ်ရှင်ဇာတ်ကားရိုက်ကူးနေခြင်းမှာဒါတရုတ်ဆောင်ဆန်းဆန်းခန်းလိုက်နေဓာတ်ပုံတွေက Facebook ပေါ်မှာပြန့်နှံ့လာခဲ့ပါတယ်ဒီတော့ဒီပြန့်နှံ့မှုပေါ်မှာသူမအနေနဲ့ဘယ်လိုမျိုးဖြေကြားထားသလဲပြိသက်များဒီနေ့မှာတွေ့မြင်ရမှာပဲဖြစ်ပါတယ်ရှုစားကြည့်ပေးပါဦးခင်ဗျာဒီလင်းနေတော့ထွေထွေတော့မရှိပါဘူးတကြံစွာညီမတို့မြန်မာနိုင်ငံမှာရှိရဲ12လရာဒီတွေကတလာပေါ့နော်အာဘယ်ကောင်လဲ အရန်ချစ်ဖို့ကောင်းတဲ့ရာဒီတစ်ခုပေါ့အမြန်မာတော့ကထွေထူးထူးဟိုမှတ်တရရေရင်ခုန်နိုင်ပါရောမရှိပါဘူးဟုတ်ပုံမှန်ပါပဲအဲဒါတော့ဟိုပေါ့နော်ရင်ခုန်တာပေါ့နော်ဘလို feedback ပြန်ပေးမလဲဆိုတော့ရင်ခုန်ပါတယ်ဆိုတော့ဒီကားကညီမအတွက်ဒါပထမဆုံးပေါ့နော်ကားဖြစ်တဲ့အတွက်လိုအပ်ချက်တွေလည်းအများကြီးပဲအားနည်းချက်တွေလည်းအများကြီးရှိခဲ့ပေါ့နော်အဲ့ကိမှာညီမညီမညီမကိုယ်တိုင်ကတော့မ တိတ်ပြီးတော့အားမရဘူးပေါ့အဲ့ကားမှာပြိတက်တွေရဲ့အဲဘလို့ feedback တွေပြန်မလဲဆိုတော့ရင်ခုန်ပြီးတော့စောင့်မျှနေပါတယ်ဟုတ်အဲ့ know ဆိုလို့ရှိရင်ညီမဒီပေါ့နော်ဒီကြံတွင်းမှာတရားစခန်းဝင်မှုစီစဉ်ထားပြီးသားအဲ့ဒါကိုဟိုဒီပေါ့နော်ဒီကားရိုက်မယ်ကြံပြားလိုက်ကားရိုက်မယ်ဆိုပြီးတော့မပုံရင်အဲမက်ခင်စနံမြင့်ကကန်လန်းနဲ့ကိုဆိုင်နဲ့ရိုက်ပါလိုက်တယ်ဆိုပြီးတော့ကန်လန်းတဲ့အခါမှာရိုက်ဖြစ်တယ် အဲဒါမဲ့ဟိုဘလူးဝဲဖြစ်ရိုက်ဖြစ်တယ်ဆိုပေမဲ့လည်းရိတ်တာဝင်မယ်ဆိုပြီးတော့လှုပ်ထားပြီးသားဒါမဲ့ဒီကားရဲ့မှာတကြံရက်တဆင်းပါရယ်ဆိုပြီးတော့ပြောတော့တကြံထွက်လာမှလုံမယ်ပေါ့နော်အဲ့လိုမျိုးပြောရင်လည်းမရအောင်မရတဲ့အချိန်မှာဒီတကြံကိုရိတ်တာဝင်ဖြစ်ဖဲနဲ့ကိုဆိုင်မန်းတက်မှာဒီတဆင်းကိုတွားရိုက်ပေးရတယ်ရိုက်ပေးတဲ့အချိန်မှာပဲကင်မရာရေဆိုမှာဆိုလို့ကင်မရာမန်တွေကကင်မရာကိုအုပ်ပြီးတော့ရိုက်တဲ့အချိန်မှာဒီဓာတ်ပုံပေါ့နော် ဒီအပြင်ကမီဒီယာတခုကနေပြီးရိုက်ပြီးတော့ဒီကိုဆိုင်နဲ့ညီမနဲ့ဒီတကြံမှာရေတူတူကစားနေရဆိုပြီးတင်လိုက်တာပေါ့နော်အဲ့ချိန်မှာဟိုဒီပြိတက်တွေကဟိုကြိုက်နေကြရလားဟိုအတူတူရေကစားကြရဆိုပြီးတော့ပြောကြရတဲ့အတွက်ဒီကားကညီမအတွက်အမတ်တရရပေါ့နော်အများကြီးရှိရကားပေါ့ဟုတ် နောက်ထပ်ပရိသတ်တွေကို shooting maker ကဏ္ဍကိုတင်ဆက်ပေးကြပါတယ်ဒီတစ်ခေါက်မှာဆိုလို့ရှိရင်တော့ဓာတ်ပုံကန်စုဟိုရဲ့ photo maker မှာဖြစ်ပါတယ်ခင်ဗျဒီတစ်ခေါက်မှာဆိုလို့ရှိရင်ရိုက်ကူးနေတာကတော့ဒါကျင်းသမားလေး G fan နဲ့ရိုက်ကူးနေပါတယ်ခင်ဗျပြီးတော့ G fan နေနဲ့ဒီတစ်ခေါက်မှာ photo model တယောက်နေနဲ့ဘယ်လိုမျိုးစိတ်ဝင်စားပွဲရိုက်ကူးပုံဖော်နေလဲနောက်ပြီးတော့ဓာတ်ပုံကန်စုအနေနဲ့သူ့ကိုဘယ်လိုမျိုးရိုက်ပေးနေလဲဆိုတာပရိသတ်များ behind the scenes မြင်တွေ့ရမှာပဲဖြစ်ပါတယ်ဒီတော့ဒီ photo making ကိုအခုပဲတင်ဆက်ပေးကြပါတယ်ရှုစားကြည့်ပြီးပါအောင်ခင်ဗျာ နုပညာမကောင်းရင်ပြိတ္တများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့အခုဆိုလို့ရှိရင်တော့ကန်တော်ကြီးမျှော်စင်ကျွန်းထဲမှာရှိတဲ့ Black and White Studio မှာရောက်ရှိနေတာပဲဖြစ်ပါတယ်ပြိတ္တများအခုရှုစားကြမယ်ဓာတ်ပုံရိုက်ကူးမှုပါဆိုလို့ရှိရင်တော့ Future Best Brand Magazine အတွက်အစိုးရ G Fan နဲ့ရိုက်ကူးသွားမှာဖြစ်ပြီးတော့ဓာတ်ပုံကန်ဆူဖို့ပဲဖြစ်ပါတယ်ခင်ဗျာအာပြိတ္တများကိုဒီနေ့မှာဆိုလို့ရှိရင်ဒီဓာတ်ပုံရိုက်ကူးနေမှုတွေအပြင်ပြီးတော့ဒီ Future Best Brand Magazine နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပါကျွန်တော်တင်ဆက်ပေးသွားမှာပါဆက်လက်ပြီးရှုစားကြည့်ပါဦးခင်ဗျာ ုန်ဦးပြပုံကဒီဒီ future bus brand ကကျွန်တော်ဖုန်းလမ်းဆက်ပြီးချိန်တာပါเนาะဒီကတောင်းဝင်ရှိသူကချိန်နေကြပြီကျွန်တော်လည်းခီးသွားပြနေရတယ်အခုမှကျွန်တော်တနည်းမှပြန်ရောက်လာတော့မှအဲအခုအတွက်ဒီမှာတပ်ပုံလာရိုက်ဖိပြတာပါဗျာအာတပ်ပုံရိုက်ကူးတော့ကတော့အရင်ကလည်းရိုက်ကူးလေးရှိတယ်ပေါ့နော်ရိုက်ကူးလေးရှိရဲ့အဲဒါမဲ့သူတို့လိုချင်တဲ့ပုံစံနဲ့သူတို့လိုချင်တဲ့ဒီအဝတ်စားပါနော်အဲ့လိုပုံစံမျိုးပြီးတော့အဲ့ပုံမှာမှသူတို့အသုံးပြုချင်တဲ့ style နဲ့ ကို post payment style အဲ့ဒါကိုတော့အဲ့နည်းမဂဇင်းတစ်ခုနဲ့တစ်ခုမတူအောင်ကိုရီးယားလေးဖြစ်အောင်တော့အဲ့လုပ်ပေးပါရစေဟုတ်ကျွန်တော်ကတော့ဟိုအရင်ဟို item ပေးပြီးတော့ပဲများနေရတာထပ်ပေါ့နော်ကျွန်တော်လူမြေဆန်ဆန်အဲ့လိုမျိုး hip hop ဆန်ဆန်အဲ့လိုမျိုးလှုပ်ရှားရရတာမျိုးပြီးပို့ပြီးတော့ပေါ်ကြအောင်ရဟုတ် ဂျီဖက်နဲ့ရိုက်ကူးဖြစ်တာအခုဂျီဖက်ကလည်းအခွေထွက်တာရယ်ဆိုတော့လေနောက်ပြီးသူကအခုလောလောဆယ်ဒီပိတ်သက်တွေလည်းအရန်ကြိုက်ကြတယ်ဆိုတော့သူအောင်မြင်နေတဲ့လူတယောက်ဖြစ်တဲ့အတွက်မမကဒီထဲမှာထည့်ပေးဖြစ်တယ်နောက်သူရဲ့အဓိကဟိုသူရဲ့ဒီ profile ပေါ့သူရဲ့ profile မျိုးအဓိကမေးဖြစ်တယ်အဲ့အကြောင်းလေးဖော်ပြပေးခြင်းတော့မဆုံးဖြစ်တာပါ ဒီနေ့ကကျွန်တော် Beverage Magazine ကိုဒါဒုတိယမြောက်အချိန်ရိုက်တာပေါ့ဒီဘက်က G fan နဲ့ရိုက်မယ်ဆိုပြီးတော့ချိန်တာနဲ့ရိုက်ပြီးဖြစ်တာဟုတ်ပုံမှန်တော့ကျွန်တော်တို့အဲ့ဒီ Magazine အဲ့ဒီ Magazine က Fashion Gana သွားတယ်ပေါ့နော်ဒီခေါက်ကျတော့ဟိုဆိုတော့တယောက်အနေနဲ့ရိုက်မယ်သူရဲ့ interview အနေနဲ့ရိုက်မယ်ဆိုတော့ဟိုနည်းနည်းရှင်းရှင်းလေးနဲ့မှသူတို့ရဲ့ဟို movie ကိုယူပြီးတော့ရိုက်ထားတာ